မျိုးလေးမင်္ဂလာပါဗျဒီနေ့က29ရက်ဆက်လာပါ2025ဖြစ်ပါတယ်ဗျမျိုးလေးကိုလင်းပါပြောချင်တာလဲဆိုလို့ရှင်မျိုးလေးကိုပြောချင်တဲ့စကားလေးကတော့ခုလိုင်းပေါ်မှာနာမည်ကြီးနေတဲ့ဟောပေါ့နော် အကယ်ဒမီနေတိုးတို့အကယ်ဒမီမြင်းမြတို့အကယ်ဒမီနေဝဲတို့အကယ်ဒမီအကြမောင်တို့အကယ်ဒမီချူးလီတို့အကယ်ဒမီမြမြို့မို့အကယ်ဒမီအောင်ခိုင်ငပြောကျော်အောင်တို့နိုင်ဝဲတွက်လက်စူပါလေးမင်းညိုဥက္ကာပြန်ချီရဲရဲရောပြောအောင်စင်ဖြိုးဆိုတဲ့အမှုပညာရှင်သမားတွေပေါ့နော်အမှုပညာရှင်သမားတွေကနေမှဒီမဲကိစ္စနဲ့ပတ်သက်ပြီးမှပါ သူတို့တွေအပြည်လူလူထုကိုဒါမဲပေးဖို့အတွက်ပေါ့နော်မဲပေးကိုမဲပေးမှဒါလေးအပြောင်းလဲတစ်ခုကိုပြောင်းလဲမှဖြစ်တယ်လို့မဲပေးမှဒါလေးပြည်လူလူထုရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုကိုစစ်မှန်တဲ့ဒီမိုကရေစီအပြောင်းလဲတစ်ခုကိုရောက်လာမှဖြစ်တဲ့အကြောင်းကိုဒါပညာပေးစကားလေးတွေကိုဒါရိုက်ကြတာပေါ့နော်ဒါလည်းမှန်ကန်တဲ့စကားပါဗျာဒါပညာပေးစကားလေးဒါမှတကယ်ကိုမှန်ကန်တဲ့စကားပါဘာပြောပြောဒါပြည်လူလူထုလဲဒါအကြိုက်တွေ့လိုက်မယ်လို့ဦးစင်းတော့တော့တုံ့တက်မိပါတယ်ဘာလို့လဲဆိုတော့ ဟိုဘက်အရာဘက်ကတော့ပူလောင်းနေမှာပဲခွက်ခေါက်တွေပြေးပြေးတွေဝရိုင်းပြေးတွေအကျန့်ဖက်တွေကတော့ပူလောင်းနေမှာပဲဗျာဘာဖြစ်လို့လဲဆိုတော့သူ့နေရာဘာလို့တချို့ဆိုလို့ရှိရင်ခိုးကြီးတောင်ပါတယ်ဗျာနော်တကောင်မှမလွတ်စေရဘူးတဲ့ဒီလူတွေမြဲမှတ်ထားတယ်ဒီလူတွေပြည်သူမြင်တာဗျာတချို့လည်းပြောကြတယ်သူတို့လူပညာဓမ္မအခြေကျဲဟိုဘက်ပြေးပါနေပေါ့ဗျာနော်အာမလွတ်စေရဘူးပြည်သူမြင်တာမှမထောက်ဆိုအဲ့ဒီနေရာမှာပြောကြတယ်ပြည်သူမြင်တာမှမထောက်ဆိုတော့သူတို့ကိုပြည်သူလူထုကမြင့်မြတ်တို့အစောစောပြောတဲ့အကယ်ဒမီတို့ပြည်သူလူထုကမကြိုက်လို့လားမထောက်ခံလို့လား ဟုတ်ပြီမြေလူလူတို့ခင်ဗျအခုပြောနေတယ်ခွက်ခွက်ပြေးပြေးဝေယံပြေးတွေကိုပြောချင်တာကမင်းတို့ကိုရောပြည်သူလူထုကရင်လိုပဲထောက်ခံနေတယ်မင်းတို့ကထင်နေတယ်လားထင်နေတယ်လားအဲ့ဒါမင်းတို့အနေနဲ့တော့ပြောပါလေအခုလိုမြေကောက်ဝဲကြီးအောင်မြင်တော့မင်းတို့အနေနဲ့ဘုံပြောက်မယ်ခွက်ပြောက်မယ်ဘုံပြောက်မယ်ခွက်ပြောက်မယ်အဲ့ဒါမင်းတို့ကတော့ဘာပြောပြောခွက်ပြောက်လဲအစင်ပြေးသွားပါပြီနော်ပို့ပြီးမှမင်းတို့တွေကလောဘတွေတက်နေလို့တာပါနော်ခွက်ခောက်လဲမင်းတို့တွေကပြေးပါမှအစင်ပြေးသွားပြီအိမ်နေဝယ်တယ် ိုသားသမီးတွေကိုကြောင်းကောင်းနေထားပြီးတယ်။ဟောလာနေစင်မပြတ်အကောင်းစားရည်တွေနဲ့တောက်ပြီးမှပျော်ပါပြီးမှဗျာမရာမူးကြောက်မှုအောင်နဲ့ပြောတယ်နော်လား။အဲ့တော့ပြောချင်တယ်သောသောကသောသောအကယ်ဒမီတွေပေါ့နော်။ဒီချူးလေးတွေကောဟောနော်မိမိမို့လို့ဒီအောင်ရဂျန်တို့နေတို့လို့လို့ဟောတော့ခလုံးပြောချင်တယ်မြင်းမြတ်တို့ဟောနေဝင်းတို့။ဘာပြောချင်တာလဲဆိုတော့စင်မောလူကခွေးမကြောက်ဘူး။စင်မောတို့ကခွေးမကြောက်ဘူး။ခဏတော့စင်မောကခဏတော့စင်မောကအဲ့ခင်ဗျားတို့စင်မွားဖြစ်တဲ့အတွက်ကြောင့်ခွေးကြောက်စရာအကြောင်းမရှိဘူးခွေးဟောင်းတဲ့ ခွေးဆိုအစင်မွားလူအောက်ကခွေးရဟောင်းလဲကြိုက်လို့မရပါအောက်ကပဲဟောင်းယုံမဲ့တက်တက်ပဲเนาะအဲ့တော့အာယုံသိပြီမှခင်ဗျားတို့ပုံစံတွေကလည်းသူတို့ဂရုစိုက်စရာလည်းအကြောင်းမရှိတယ်လို့ဂရုမဆိုင်နဲ့เนาะသူတို့ပြေပါပဲဟောင်းတာเนาะမလုပ်မယ်ညာလုပ်မယ်ဆိုတာပြေပါကိုသူတို့မလာဒီပြေတွင်းကိုသူတို့မလာခဲ့လို့ပြေတွင်းမှာလေ့လာကြည့်ပြေတွင်းမှာသူတို့တိလို့ရှိရင်သူတို့တိလိုက်မယ်เนาะတိလိုက်မယ်ပြေတွင်းမှာဒါ PDF တွေနေစင်နေမြအလေးဝင်တဲ့ PDF တွေနေစင်နေမြအမြင်မှန်ရတာလေ ပီဒီအက်ဒီကိုဒီချင်အောင်ဦးစင်းပြောခဲ့တယ်ဗမာပီဒီအက်ဒီထိုးကျွေးခံရမယ်အချိန်တိုင်းမင်းတို့ကရင်ပြည်နယ်လည်းမင်းတို့စောင့်ကန်လွတ်လိုက်ပါအာမင်းတို့ပလောက်ဆိုတော့ပြောမနေနဲ့ဟုတ်လားအလားတွေဦးစင်းကပြောခဲ့တယ်ပြောခဲ့တယ်ပြောခဲ့တဲ့အတိုင်းပဲအခုဖြစ်တာပဲဒါရခိုင်ဆိုတော့ပြောမနေနဲ့ရခိုင်ဆိုတာတယောက်ထဲနေနေတာသူတို့သူတို့အုပ်စုမဲ့များလာပြီဆိုတည့်ရတိုင်းပဲတယောက်ထဲနေနေတာဒူးနေပေးမလားပေါင်နေပေးရမလားဆိုတဲ့ဟာမျိုးရခိုင်ဆိုတဲ့နော်အကုန်လုံးတော့မဆိုးလို့ပါဘူးဒါဦးစင်း60ရာခိုင်တော့ဟုတ်လားပြောတာပါနော်60ရာခိုင်တချို့ ဒါတိုင်းနာစေလုံးညညမှုကိုတကယ်လိုလားတဲ့ရခိုင်နေအများကြီးရှိတယ်ဒေါက်တာအေးမောင်လို့ဟုတ်လားဒကမစောပြာသာလားစောမြလားဆိုလားဒီတော်တော်များများပေါ့အများကြီးရှိပါတယ်ရခိုင်နေဟုတ်လားဟိုမင်းမင်းသားလဲဆိုနေတိုးတို့ဟုတ်လားအများကြီးရှိတယ်အများကြီးရှိနေထဲလင်းတို့တော်တော်ပဲများတယ်သူတို့တွေဟုတ်လားအေးစစ်စစ်ဂျာနေဝါရဂျင်းချမှုပဲသူတို့တွေဥတီချက်မြမပေကြီးဂျင်းချမှုအေးချမှုတော့သူတို့ဥတီချက်ဟုတ်လားနေတို့တို့ဆိုတဲ့ဒီထဲမှာအဓိကဇက်ဆောင်နေရာကနေပါကြတာပဲမြင်မြတ်တို့နော် အများကြီးပါကြပါတယ်ဗျာနော်အဲ့တော့ပြည်သူလူထုကပြည်သူလူထုမျက်နှာကိုမှ မထောက်ဆိုတဲ့စကားလုံးလေးကိုပြောကျင်တယ်ပြည်သူလူထုမျက်နှာကို မထောက်ဆိုတဲ့စကားလုံးလေးကိုဟုတ်ပြီအခုဟာကိုပညာပေးဇာလန်ကိုပြည်သူလူထုကမကြိုက်လို့လားပြည်သူလူထုကမထောက်ခံလို့လားဒါကိုပြောကျင်တယ်ဒါကိုပြောကျင်တယ်ဒီအဲ့မိမဟာတွေတချို့အောနေတဲ့ဟာတွေသောက်ခေါက်တွေရောင်းစားတွေပြေးပြေးတွေတဘူတဲ့ဓမ္မနွားတွေ တဘိုးတဲ့တဲ့မှာတဘိုးတဲ့ဆိုတော့နွားဟိုလောက်မှာတဘိုးတဲ့ပါတယ်မလို့လေအဲ့ဒိုးလေးတူသွားပဲနော်ဘယ်သူမှမထောက်ခံတာလဲတပြည်သူကမထောက်ခံတာလဲအာရှိမင်းတို့ပြည်သူပြည်သူဆိုတဲ့စကားကိုမပြောနဲ့ပြည်သူဆိုတဲ့စကားကိုမပြောနဲ့ပြည်သူတွေရဲ့မင်းတို့ပေးတဲ့နှိမ့်ဆက်တဲ့ဒဏ်တွေမင်းတို့ပေးတဲ့လိလိညာမှုတွေဒဏ်တွေကိုအလူးလက်ခံပြီးပြည်သူလူထုတွေလည်းနောင်လာရနေထိုင်းနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေလည်းထိုးနေတူသွားပဲအကြီးကျယ်နောင်လာရနေ အရင်လိုခွက်ခေါက်ရတာမင်းတို့ထိုင်းနိုင်ငံမှာမင်းတို့နေရာတိုင်းမှာကွာတချို့ဆိုရင်လမ်းပေးဒီမှာခွက်ခေါက်တယ်အားဒရားတွေမှာလမ်းခေါက်ခွက်ခေါက်တယ်အားဘုရင်စင်နာတွေရှိမှာမင်းတို့ခွက်ခေါက်တယ်အခုငကောကလိုအဲ့လိုခေါက်ရဲသေးရလားငကောကခေါက်တယ်လို့ပြည်သူတွေကစိတ်ပါတယ်မင်းတို့ထယ်ရောထယ်သေးရလားဟောဒီလိုနိုင်ငံတို့မှာဆိုတော့အမေရိကန်လိုနိုင်ငံတို့မှာမင်းတို့ခွက်ခေါက်ကြတာအများကြီးပဲကွာရှူမကောင်းမြင်မကောင်းအဲ့လိုရောငကောကလိုခွက်ခေါက်သေးရလား မင်းတို့ကတော့လည်းအဆင်ပြေပါတယ်ခွက်ခေါက်လို့လည်းအလူခံလို့လည်းအဆင်ပြေသွားပြီကျောင်းနဲ့တယောက်ဇက်တိုက်ပြီးမှအကြောင်းမရှိအကြောင်းရှာရဖြစ်ပြီးငါရင်ထွက်မယ်နေရင်ထွက်မယ်နေရင်ငါ့ကိုတက်တနာရှာငါနေကိုတက်တနာရှာပြီးမှဇက်တိုက်ပြီးရဖြစ်ပြီးတော့လည်းလျှောက်ဒါလို့ပြတ်ပြတ်သွားပြတ်ပြတ်သွားထွက်ထွက်သွားကြပါတော့အာတချို့ကလည်းတော့လင်းလင်းတို့တို့တမီလေးနေရာရဲ့ရှေးတို့ကြောင့်တမီလေးမျက်နှာကိုထွားအောင်မမို့ကြောင်းဟုတ်လားတမီလေးတွေကိုကြောင်းကောင်းစားရတာအာတချို့တာသူများတာတမီတွေကြတော့ အညာဒေတာမှာရှိတယ်ပြည်တွင်းမှာရှိတယ်သူများသာတိပြကြတာအเจ้าမတက်နဲ့ဆရာနာရှင်အเจ้าတက်တာအเจ้าမတက်နဲ့ဘာအတွက်ညာတက်ဟုတ်လားဟိုအိန္ဒာကျော်စင်တို့ PDU တို့ဟုတ်လားအများကြီးရှိရဲ့ထောက်ပြရမယ်တွေ့အများကြီးပဲအာသူများသာတိပြကြတော့အเจ้าမတက်နဲ့စီရီယန်လောက်ပါလူတို့ကြတော့ဟုတ်လားရှိုးဝဲတွေဘာဝဲတွေဟုတ်လားအမဖွေးဖွေးတို့ဟုတ်လားဟိုတလောတွေ့တယ်ဖွေးဖွေးတို့အောင်လားတို့ဟုတ်လားအာလူတို့ရောင်းရတဲ့အထဲမှာဘာဟုတ်တို့လဲဟုတ်လားဖွေးဖွေးတို့အောင်လားတို့ဆိုလဲဟုတ်လားဟိုလင်းစိတ်မှတို့ဟာစင်မြတ်တာဖွေးဖွေးဩဖွေးဖွေးလားဩဖွေးဖွေး အာငိုကတော့ဖွေးဖွေးခါချောချောပဲပါတော့ခုကျကလေးအမေကတော့ဟာလာကလေးအမေကတော့ချုံးမယ်လို့ဟုတ်လားလေလေမောကတွေ့ပါတယ်ဘူးဝေလို့ဟုတ်လားတွေ့တဲ့အခါမှာတုံးတက်ပြီးအောင်လာတော့အောင်လာတော့ဟိုတလောတနေ့ကတချင်းဆိုနေတေသွားတဲ့ဆိုတော့ဟုတ်လားကြားလည်းမကြားဘူးပါဘူးဒါနဲ့သူတို့ဂေါ်စီလာမှာအောင်လာတို့အဖွဲနဲ့လာဆိုတော့ဦးစင်ကလေးနဲ့တက်တာတက်တယ်တချင်းအကြောင်းရင်းဟာသူတို့တော်လိုင်းရီမွေတို့အဖွဲတွေတေတဲ့အကြောင်းသူတို့ဝမ်းနေတဲ့ထိမှန်နေနဲ့အဲ့ဂေါ်စီလာ ဒီဥစဉ်တို့လမ်းမကြီးဟိုမှာရှိတယ်ဘိုးဘိုးကြီးနန်းဟိုဘက်လမ်းမဟိုဘက်အဲ့မဲ့ကောစီလာရှိတယ်ရှင်ပြည်သာဟိုတယ်နားလေးမှာရှိတယ်ကောစီလာဆိုင်ကြီးကြီးပဲနော်ဘယ်ဟင်းကကိုစားနေအောင်လားမသိဘူးအဲ့မှာဥစဉ်တို့ရှိတယ်ရှိတော့အဲ့ဘက်မှာအိုင်ပြီဆိုပြီးသူတို့တွေပြီးတူတူတူကိုပေါ့ဗျာအေးစစ်စစ်ဆိုတော့နားထောင်နေလာတဲ့အတူတွေကိုစီယုံပြီးမအော်ခိုင်းတာပေါ့အော်ခိုင်းတာပေါ့ရီမွင်းတို့ဝါနေတဲ့ထိုင်နေတာဘာညာကြီးกว่าပေါ့ဗျာအဲ့ချိန်မှာမြင်းကြဲမယူမွင်းတို့လည်းလာခဲ့တယ် အာဥစဉ်တပည့်ရဲ့လာခဲ့တော့အိမ်မှာသွားကြည့်တဲ့အခါမှာမထရက်တက်ရိုက်ခါကြမှာလူတို့ကလေးတွေသူတို့တူတေထားတာပဲလေဗျာဟုတ်လားသူတို့လည်းဒါကိုပြီလို့လူအေးချိုင်းနဲ့ပြောဝဲရှုံဝဲလာတဲ့ပြောဝဲရှုံရွှေလာလို့ချင်းတဲ့တူတွေကိုဒါနိုင်ငံရေးအရေးတွန်းလိုက်တာပေါ့နော်အဲ့မှာဥထရိုက်တော့မဲ့ခါကြမှာထအပေါ်စင်မော်တက်ခါကြမှာကြောင်အလန်နဲ့လောက်လေးချီပြီးမှမဝရတဲ့ဘာညာတောင်းပန်တဲ့အနေထားတစ်ခုပြန်ဖြစ်သွားတာနော်အဆိုင်နေလဲခင်ဗျားတို့နောက်ကကျွန်တော်တို့မတိပါဘူးပုံစံမျိုးမလုပ်နဲ့ခင်ဗျားတို့အဲ့အမှုပညာသမားကြီးလာပြီးဆိုပြီးဆိုကြတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဒီချင်းတွေ ဟိုဟာနဲ့ပတ်သက်တာတွေမလုပ်ဘူးခင်ဗျားတို့ကြိုးပြောထားရမှာနော်ကြိုးပြောဖြစ်ပြီဆိုရင်တော့ဒါနှစ်ဖက်ပြာထောက်ခံတဲ့လူတက်မဲ့တော့ထောက်ခံတဲ့လူရှိတယ်ဟိုဟာထောက်ခံတဲ့လူရှိတယ်ဒါဝိုင်းတယ်နှစ်ဖက်နှစ်ဖက်ကြီးရွာမယ်ကြီးရွာမယ်နောက်ရမှာအာမခံမရဖြစ်သွားမယ်ကြလားဒါလည်းဒါဆိုင်ကြီးတွေတော်တော်များပြောထားတာပါခင်ဗျားစာချုပ်ကလေးကပိုင်ပိုင်လေးနဲ့စာချုပ်ထားကြနော်ကျွန်တော်တို့တော့ပိဋကကိုဖြောပြဦးတက်တက်ပါအမှုပညာဆိုအမှုပညာအလုပ်ပဲအမှုချင်းမဲ့ဆိုတော့ပါနိုင်ငံရေးနဲ့ပတ်သက်တာတွေကျွန်တော်တို့ဒီဖြောပြဘက်မှာမပြောပါနဲ့ဆိုတာခင်ဗျားတို့စောကြီးကခင်ဗျားတို့ပြောထားမှာကြလား ။အာပြောပြီဖြစ်ပြီဆိုမှတပည့်တို့မတိလို့ပါဗျာ။လိုင်းမော်တော့မတင်လိုက်ပါနဲ့ဗျာ။တပည့်တို့တကယ်ဒါခါချုပ်မထားလို့ပါဗျာဆိုတော့စကားတွေအပူတွေလာမပြောနဲ့။နော်။ခင်ဗျားတို့စိုင်းတော်တော်များများတွေလည်းလူကြီးတွေပိုင်တာဆိုတာတည်ရဲ့။အဲ့တော့ဘယ်လူကြီးပိုင်ပိုင်တို့တို့ကလေးတွေလည်းစစ်ပွဲမှာတည်ခဲ့တာတွေအများကြီးသူတို့လူတွေမှတည်တာမဟုတ်ဘူးနော်။အစင်မော်မှာအေးစစ်စစ်နားထောင်လာတဲ့တူတွေကိုမှဗာမဲဟောစီယုံနဲ့လို့လို့ဘာလို့လို့နိုင်ငံပုံစံမှုမလုပ်နဲ့။နောက်တစ်ခါဆိုတော့ခင်ဗျားတို့တို့ကလည်းခွတ်တို့တပည့်တွေကလည်းခွတ်လွန်မှာမဟုတ်ဘူးဟုတ်လား။ခွတ်လွန်မှာမဟုတ်ဘူးနော်။ အလုပ်ပညာတယ်မှာအလုပ်ပညာပဲတချင်းလာဆိုတချင်းဆိုပြီးပြောပဲရှင်ဘီဒီယိုဆွဲလုပ်ပြီးမှပတ်စာယူပြီးပြန်ပေါ့ဗျာဒါပဲဟုတ်လားဒါလေးလည်းဥစဉ်ကဒါကတော့ကြားပြပြောရင်းဖြစ်ပါတယ်အဲ့တော့သောသောကပြောတဲ့ Academy ဒီမားတွေပေါ့နော်အဲ့မဲ့သောသောကပြောတဲ့ NATO တို့မြင်းမြတ်တို့အော်ရီဂျန်တို့ချူလီတို့မြင်းမြို့မိုးတို့ဂုံကပြောကျော်တို့တော်တော်များများပေါ့ဗျာစုစူပါလေးတို့တွက်လေတို့တော်တော်များများဥစဉ်ပြောချင်တာကတော့စင်မွားတို့ကခွေးမကြောက်နော်အခွေးကြောက်စရာအကြောင်းမင်းတို့ဟောင်ယုံမဲ့ဟောင်တာပါနော် လူတို့တွေဘာလို့မဲညာလို့မဲတယောက်မှမလွတ်စေအောင်လူတို့တွေပြည်သူမြင်တာမလားသူတို့ပြည်သူကလည်းထောက်ခံနေဆိုခင်ဗျားတို့ထင်းနေလားငါကလို့ပြည်သူလူတို့ကလည်းမထောက်ပြည်သူလူတို့ကလည်းမအားတော့ပါဘူးဗျာနော်လူတို့ကပြောတော့တာအနာရှင်ကိုမကြိုက်ဘူးစစ်တပ်အုပ်ချုပ်ထားကိုမကြိုက်ဘူးလို့လာပြောတာဗျာအမှန်လူတို့ကကြိုက်တယ်ဗျာစစ်တပ်အနာရှင်ရေအနာအမြဲတမ်းတီချုပ်အနာကြီးထိန်းတာကနေတိတ်တော့မှလူတို့ကရမ်းလို့လာဒါမှလူတို့ခွက်ခေါက်လို့အစဉ်ပြေပါလေဒါမှဆယ်စုနှစ်တခုကိုလူတို့ခွက်ခေါက်လို့ရမှာ စစ်တပ်ကခုရွေးကောက်ပွဲဥဆောင်ပြီးလုပ်ပေးတယ်ရွေးကောက်ပွဲအောင်မြင်မြင်လုပ်ပေးမှာအောင်မြင်သွားမှသူတို့တေလောက်အောင်ကြောက်တယ်အဲ့လိုအောင်မြင်သွားအောင်လဲအောင်မြင်မှာအောင်မြင်သွားပြီဆိုတော့သူတို့ကခွက်ခေါလို့မရတော့တောက်စားလို့မရတော့ဘူးဒါကြောင့်မလို့သူတို့ကမရရတဲ့အနည်းနဲ့ရွေးကောက်ပွဲကိုဖျက်တယ်ရွေးကောက်ပွဲကိုအားပေးတယ်ပြည်သူလူထုကိုငြိမ်းချမ်းမှုသူတို့မလိုလားဆိုတော့လေဒါသိစေချင်တယ်ဗျာနော်ခင်ဗျားတို့ရဲ့စိတ်သက်ကိုတော့တစ်ချိန်ကလမ်းမအောင်ထုတ်ခဲ့ပြီဘာပဲလုပ်ခဲ့လုပ်ခဲ့ပါခင်ဗျားတို့ရဲ့စိတ်သက်ကိုတော့ဥစဉ်ရတော့တကယ်ပဲလေးစားပါတယ်ဥစဉ်လို့ပဲပြည်သူလူထုကလည်းခင်ဗျားတို့ရဲ့ ဒီရွေးကောက်ပွဲမှာမဲပေးရမယ်ဆိုတဲ့ပညာရေးဆရာလေးလေးကြိုက်ွားရတယ်လေဒီလူလူလူကလည်းကြိုက်မယ်ပြီလူလူလူကိုစားပြီလူလူလူအားလုံးကလည်းလက်ခံပါပါဗျအားလုံးလာပါပြီဗျအဲကိုရင်ဝိဇာရာကြီးတာမလုပ်ပါစစ်သားလုံးဟမ်စစ်သားလုံးစစ်သားကြီးဟောငါတပည့်တွေကတော့ငါတပည့်တွေကတော့တယောက်တစ်မျိုးနဲ့ဟမ်ဆရာဝန်လည်းရှိနေပြီကာမောင်းသမားလည်းရှိနေပြီပယံသမားလည်းရှိနေပြီဆရာဝန်လည်းရှိနေပြီ စစ်ဘုံကြီးတည်းရှိနေပြီလားနဲတဲ့စကေးတွေမောင်းဝင်ရစစ်သားလောက်အောင်ကျော်စစ်သားဘာလို့လုပ်ချင်လဲနိုင်ငံကဘယ်လိုဝင်တို့မျိုးထဲမှာစစ်သားတွေရှိလို့လားရှိရပါရှိလားပြောကိုဝင်တို့ကစစ်သားပဲလားအာအသက်ကောရှိသေးလားရှိသေးလားပိုပြပိုဖြစ်နေတာလားအာစစ်ဘူစစ်ဘူရဲ့ညီပေါ့အကွင်းကကွင်းအကူလိုပဲစစ်သားဖြစ်နေတာဟုတ်ကွင်းကိုရှိနေပြီပဲတော်ပြီပေါ့ အင်္ဂါတော့တယောက်ပြီးသွားပြီတာသနာတော့ကိုရနေလေနည်းနည်းသွားရစစ်ဖို့လုပ်ချင်နေရဘယ်လောက်ခက်ခါကြီးရမကောင်းစစ်သားလုပ်ချင်တယ်သူများတွေကစစ်သားလောက်အောင်မှကြောက်လို့ဘုံကြီးဝေးရနိုင်ငံသားထွက်ပြေးရတာ ਨੇ သူကလည်းကြမှာစစ်ဖို့ကလုပ်ချင်ပြီကိုရလာတွေ့တော့လာခေါ်သွားမှာနော်음စစ်ဖို့လုပ်စစ်သားလုပ်ချင်လားသာသနာ့ကိုမှပြောအောင်နေလျှောက်အတွေးတွေလျှောက်မခေါင်နဲ့ဘယ်စစ်ဖို့လုပ်မှာတကယ်ဟာတယ်လာတွေ့